ါရှင်။ဆရာမြတ်ငယ်ဘာသာပြန်ရေးသားထားတဲ့ရှင်းလင်းစိတ်ကိုဖြည့်ခွင့်ကြရအောင်ဆိုတဲ့စာအုပ်ကလေးကိုအပိုင်းလေးအနေနဲ့တင်ဆက်ပေးပါရစေရှင်။စိတ်တင်းကျပ်မှုကိုထင်ထုတ်ပါ။သတင်းတော်တူကအဖွားတော်တူအားအသက်တရာမြောက်ဝင်းနေတွင်လူတွေ့မြင်မြန်ချင်းပြုလို့ဤအဖွားအိုကညာရင်ထက်မြက်တွက်လက်နေစေ ။နောက်ပြီးဒီနေ့ခေတ်အရေးကိစ္စများကိုစာနာစိတ်အပြည့်ဖြင့်စိတ်ဝင်တစားရှိနေစေ။ဒါတွေကိုအခေါ်တကြီးဖြစ်နေသည့်သတင်းထောက်ကတလောက်ကြက်ကြီးရှိရှိနဲ့တလောက်အတတ်ရရသည့်ဒီနေနိုင်အောင်ဘယ်လိုကြည့်ကြံခဲ့ပါသလဲဟုမေးသည်။လူပြည်အနေနဲ့သူတို့ကိုယ်သူတို့အရာရာတိုင်းမှာဖုံးပေါအောင်မြင်အောင်လုပ်မိတာတွေရက်ခိုင်းလိုက်ရင် တို့တတန်းနှစ်ဆတူပြီးဒီထန်ထန်လေးမယ်လို့ကျမယုံကြည်တယ်။ရှင်ကျမနဲ့အတူဟောဒီပြတင်းပေါက်မှာထိုင်ပြီးကြည့်တင်နေ။တို့မှအချိန်ကလေးတစ်ဆက်ကံပေးဖို့အပြုံးကလေးတစ်ချက်ပြုံးပြဖို့တော့မအားနိုင်အောင်ပြေလွာနှုတ်ရှားနေတာတွေကိုပြရလိမ့်မယ်။ရှင်ကျမလောက်တတန်းရှိရှိနေထိုင်လာရတဲ့အခါကျမတို့ရဲ့ကတနာတွေအားလုံးသူ့ဘာသာသူပြည်လဲသွားတဲ့တာကိုသိလာလိမ့်မယ်။ပြီးတော့ ကျမတို့လူချင်းနဲ့လို့ထင်နေတဲ့အရာများစွာအဲ့အရာတွေရအောင်သုံးသပ်နေရတဲ့ဆွမ်းအားတွေရဲ့တဝက်လောက်တောင်ပံ့ပိုးမရှိဘူးဆိုတာတွေ့လာလိမ့်မယ်အသက်ရှည်ရှည်ဖြင့်ပျော်ပျော်နေပါဖော်စီပြောတာမှန်ပါသည်လူတွေသည် ပြပြလာမဖြစ်နေလောက်အောင် စိတ်တွေတင်းကြပ်နေသည်တို့အခါသူတို့၏နှလုံးခုန်လုံးတွေကြက်ကြမ်းမြန်ကုန်သည် တိကနေစုသည်နှင့်သွေးပြည်အား၏အမြင့်ဆုံးသို့ထုတ်တက်ကုန်သည်။သူတို့သာအဆိုပါစစ်တင်းချက်မှုကိုထင်းချုံနိုင်လေ။သူတို့အသက်တမ်းနှစ်ဆပိုပြီးအသက်ရှင်နေထိုင်ရဖို့သိကြသည်။သူတို့သည်ယခုထက်နှစ်ဆပိုပြီးစိတ်ချမ်းသာမှုလည်းရကြပါလိမ့်မည်။အဘဲကြောင့်ဆိုသောအခြားသူများနှင့်ဆက်ဆံရေးပြပြအောင်ပြုလုပ်ရ၌စစ်တင်းချက်မှုက အခြားအကြောင်းရင်းများထက်ပိုပြီး အစွမ်းပြသောအကြောင်းဖြစ်၏ခင်လန်တလုံးမှုတစ်ခုကိုဘယ်လိုအပြည့်အစုံရကြောင်းသင်သိပါသည်ဥပမာသောဆက်ဆရာဝန်ကတင့်သွာဤအခေါင်းပေါက်ကြီးကိုဖာသီးသောအခါထိုတို့ပြုလုပ်ခြင်းကိုရင်ဆိုင်ဖို့သင်အတင်၏သင်လက်တွေကကလထိုင်ကတန်းတစ်ဖက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်ထား၏သင်တို့လုံးတောင်းတောင်းပင်ပင်ကြီးဖြစ်နေသည်ကျမတို့ နှမြို့စီရမကောင်းသည့်အလုပ်တစ်ခုကိုလုပ်တော့မည်ဆိုရင်ထိုအလုပ်ကိုလုပ်နိုင်အောင်မောင်းတင်ကြရပါသည်ကျမတို့အစွမ်းကိုအထောက်မှုတရပြုလုပ်ရန်အရန်တတိနှင့်စိတ်စွမ်းအင်အလုံးကိုစင့်ခေါ်စုစည်းကြရ၏ထိုနည်းတူစွာပင်လူမှုပေါင်းသိမှုသည်လည်းရှေ့ရောက်တတ်သူများအတွက်နှမြို့စီရအလုပ်တစ်ခုဖြစ်နေသည်လူမှုဆက်ဆံရေးကသုံးဆန်တိုင်း ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများဖြစ်ပေါ်စေသည်အခြားသူများနှင့်စကားပြောနေသောအခါသူတို့သည်သွားဆရာဝန်ဤကလထိုင်မှာထိုင်ရစဉ်ကလိုအကျော်အရှင်တွေ တောင်းတင်းနေသည်စိတ်ပန်းလူပန်းဖြစ်နေသည်သူတို့ဤပင်ကိုယ်သဘောဝအတိုင်းမဟုတ်တော့ဘဲကြောင်စီစီဖြစ်နေသည်စိတ်ကတိကအောက်ဖြစ်နေသည် စကားပြောသောအခါကိုယ့်အတန်ကိုမမှတ်မိနိုင်လောက်အောင်ဖြစ်နေသည်အခြားသူများပြောသည့်စကားကို အယုံဆုဆိုင်ဖို့အခက်အခဲတွေသည်သူတို့ဤကိုရက်အင်္ကာလှုပ်ရှားမှုများသည်ပင်မာမာတောင်တောင်ကြီးတွေဖြစ်နေတော်၏ရှေ့ရောက်တဲ့သူတို့အဓိကသိမြင်သဘောပေါက်ထားရသည်မှာသူ့ကိုယ်လူတွေကစောင့်ကြည့်ပြီးဘူပံမနေကြောင်းမြင်ဖြစ်၏အခြားသူတွေက သူ့ကိုစောင့်ကြည့်နေသည်ဝေဖန်နေသည်ဟုသူထင်နေ၏အဲဒါကြောင့်ဆိုတော့သူကအမြဲတမ်းစောင့်ကြည့်နေသောကြောင့်ဖြစ်၏ တင်းမြက်လျော်ပန်သည့်စကားကို तू ပြောလိုက်မည်သလားသူမဟုတ်သူစင်ငန်ထားသည့်အဝတ်စားရောင်ပုံစံကသူနှင့်လိုက်ဖက်ရဲ့လားဆိုတာမျိုးကိုသူကအမြဲတမ်းအတွေ့ကြုံနေသောကြောင့်ဖြစ်သူကိုယ်သူအမိကဲစောင့်ကြည့်အခဲခံနေသလိုအခြားသူများကလည်းသူ့ကိုစောင့်ကြည့်အခဲခံနေသည်ဟုသူထင်သည်ထို့ကြောင့်ထို့သောမိမိကိုမိမိစစ်စစ်ချင်းကိုအခြားသူများသိတာအောင် ေါ်ပြတတ်လို့ဖြစ်နေသည်တကယ်တော့ဤကဘာကြီးသည်ဘာသာလုံးဝနိဒတ်ကြသည့်နေရာဌာနကြီးဖြစ်လူအများစုသည်ပေါ့ပေါ့နေပေါ့ပေါ့စားပြီးဘာကိုမျှအလေးအနက်မတွေးသူများဖြစ်အကယ်၍သင်ကသင်ဤစိတ်တင်ကြမှုကို သူတို့ထံသို့ကူးဆက်စေရင်သင်ကိုသူတို့ရှောင်ကျဉ်ကြလိမ့်မည်သူတို့ကသင်ကိုစိတ်သေးကမခင်နဲ့မမြတ်တော်ကြမဟုတ်ပါ ။သင်ကသူတို့ကိုစိတ်မသက်မသာဖြစ်အောင်လုပ်တော့ကြောင့်သာဖြစ်၏။သူတို့ကစကားစမြည်ပြောခြင်းသည်သင်ကမပြော။သို့မဟုတ်သူတို့အမြင်တွင်မပြောသလိုဖြစ်နေသည်။သူတို့ကပြောင်ပြောင်နှောက်နှောက်နေခြင်းသည်ပြောင်ပြောင်ရွှင်ရွှင်ကစားပွဲတွေကိုကစားခြင်းသည်။သို့ပေမဲ့သင်ကစိတ်လက်ပေါ်ပေါ်ပါမရှိ။သင်၏စိတ်တင်းကြမ်းမှုကထိုလူမျိုးစလုံးကို စိတ်ပါလက်ပါလို့လို့မရအောင်ဟန်တာထားသည်ပြီးတော့ထို့သူတွေသည်သူတို့လိုဟီလာဝါလာနေတဲ့သူများနဲ့အောင်းနဲ့ဆက်ဆံမှုကိုပိုပြီးလိုလားမီမှာတဘာဝကြပါသည်ကြက်သားများကိုလျှော့ထားပါကြက်သားတင်းမာခြင်းကိုတိမက်စွာအားထုတ်ခြင်းဖြင့်ထိထုတ်လို့ရ၏။တာလွှတ်ပိုက်တန်းမှာ တာစုနေသောပြိုင်ပွဲဝင်မျက်နှာကောင်လိုအလုံးအလုံးစိတ်လှုပ်ရှားနေမိစားမိမိအနေဖြင့်အလုံးအကျုံအားဆိုင်နေဖို့မလိုကြောင်းသို့မဟုတ်ခိတ်လန့်ကြောက်ရွံ့နေဖို့မလိုကြောင်းကိုကိုကိုမပြတ်သတိပေးနေလိုက်ပါတင့်ကြက်သားတွေကိုသူ့တဘာဝတိုင်းသူ့ဘာသာသူအလုံးလုံးနေပါစေအသက်ပြင်းပြင်းနဲ့မှန်မှန်ရှူပါပထမမှာထိုင်ရင်သက်တောင့်သက်တာထိုင်လို့ရသည့်ကလထန်မျိုးမှာထိုင်ပါ ကလထိုင်ဆိုးမော်တွင်တောင်တောင်ကြီးထန်နေတာမျိုးမလုပ်ပါနဲ့တဲ့တကောလုံးဤအလေးချိန်ကိုကလထိုင်ကခံယူထားပါစေသင်ကြွသားများကို တခုပြီးတခုဖြေလျှော့ကြပါကျသားများနဲ့အတူစိတ်ကိုပါလိုက်ပြီးဖြေလျှော့ပါသင်ကြောင်းကြီးအချိန်လုံးစဉ်းစားနေပါနဲ့စကောဝိုင်းတွင်ဘလို့စကားမျိုးဝင်ပြောရပါမည်လဲဟုအပဲအတန်စဉ်းစားနေပါနဲ့သူဝဲစား အခြားသူတွေပြောနေတာကိုနားစိုက်ထောင်နေလိုက်ပါ သူတို့ပြောနေတာကိုစိတ်ဝင်တစားနားထောင်ပါသင်ကိုယ်သင်နှိထားလိုက်ပါစက်စင်ပေါ်တွင်ဘာမှမလုပ်ပဲမမကြီးရက်နေရတာလောက်အမေရခံရခတ်တာမျိုးမရှိကြောင်းကိုစက်တပြင်အတွေ့အကြုံနည်းနည်းပါးပါးရှိသူဘယ်သူမှစိုးသိပါသည်ထို့သောဖြစ်ရခြင်းမှာဒါရိုက်တာကဇက်ရခွင့်ချပေးသည့်အတိုင်းဝင်ကြအောင်နေရမည်ဖြစ်ရာတရုတ်ဆောင်သူသည် ကိုကိုကိုအထုတရိထားမိနေတော့ကြောင့်ဖြစ်ရှဲ့ရောက်တဲ့သူတွေလည်းစိတ်လုံရှားနေသည့်တရုတ်ဆောင်နေသူဤတခုပဲသူဒီမှာသူကတော့သူ့ရှေ့တွင်အပြစ်တွေဝေဖန်တတ်သည့်ပြိသက်ရှိနေသည်ဟုထင်မြင်ထားခြင်းဖြစ်ကျမတို့ဤတမရေးကောင်းနေရင်ကျမတို့ဤခန္ဓာကိုယ်များကိုအရေးတကြီးကြီးလုံမနေသည်ကျမတို့ဤထဲချော်တွင်မပါပဲ သူတို့ဘာသာသူတို့စွန့်ရင်ပြည့်ပြည့်အလုပ်လုပ်နေပါစေဟုဆရာဝန်များကပြောသည်။သူနီးတူစွာပင်ကျမတို့မှာပင်ကိုဟန်ပန်ရှိရင်ကျမတို့တင့်တယ်လှပအောင်တိမဲ့စွာအထုတ်နေဖို့မလိုပဲအလိုလိုစက်တည်ရှိနေပါသည်။တကယ်၍ကျမတို့သည်ခေါင်းကြီးငှက်ဆက်ကြပြီးဟိဟိပြင်းတွင်ထိုင်တတ်ခြင်းသူမဟုတ်ခြေထောက်တွေတလုံးလုံးတရရလောက်ခြင်းလိုအကျင့်ဆိုးတွေရှိနေရင်တော့ ီအကျင့်စိုးတွေကိုပြုပြင်ဖို့တင့်ကက်စွာအားထုတ်ရနေတာဖြစ်၏။သို့သောအလေထစိုးတွေကိုပြင်ချင်းကလွဲရင်ငါလဲလျှောက်တာကြည့်လို့မှလှရဲ့လားဟုပူပန်ခြင်းမျိုးတွေမရှိသင်။တကယ်တော့ထို့သောပူပန်ခြင်းကြောင့်ကျမတို့ဤလှုပ်ရှားမှုသည်ထောင်တောင်တောင်ကိုရောပါရဖြစ်နေတော့၏။ဤကသတ္တတဲမှာခြင်းကိုပြတ်တတ်သည့်လက္ခဏာတည်းရဲ့တင်။ ဘယ်သူမဆိုနေ့စဉ်နေ့တိုင်းစာကူအတန်ထွက်ပြီးဖတ်သည့်အလေးချင်းကို လုပ်ကြည့်ပါထိုအခါသူစကားပြောသည့်အတန်သည်တိတိတသာကောင်းလာကြောင်းအံ့ဩတော့အောင် တွေ့ရပါသည်ထိုအလေးချင်းကိုတစ်နေ့လျင်၅မိနစ်ပဲစိတ်ပါလက်ပါလုပ်ကြည့်ပါတင်ဤတင်ကိုအတန်ရှင်ကိုမြင့်မိဖတ်ပါသိပြီမကျဲလွန်မတိုးလွန်ပါစေနဲ့လူတွေနဲ့စကားပြောတော့ခါရှင်လျားထွေပြတော့ ဝါကျရှိကြီးများဖြင့်မပြောမိဖို့တတိထားပါသင်မင်းမိုးရှိကြီးပြောလိမ့်မည်ဟုဘသူကမှမျှော်လင့်ထားခြင်းမရှိဒီတော့စကားဝိုင်းမှာဟိုနေနေဒီနေနေဝင်ပြောရုံများလောက်ဖြင့်ကျင်းနေပါသင်ဒီသင်ကိုယ်သင်မိလျော်နေလောက်အောင်အခြားသူများကိုစိတ်ဝင်စားမှုရှိသည် သူတို့ပြောနေသည့်စကားများကိုအာယုံဆုစိတ်မှုရှိသည်ဆိုလျင်စိတ်တင်းကျပ်မှုကသင်ကိုဒုက္ခပေးတော့မည်မဟုတ် ။သင်သည်တက်တည်လေမှသူ။သို့မဟုတ်ဖြတ်တိုးညံကောင်းသူစသောဂုံဖို့များဖြင့်ထင်ရှားကြော်ကြားမည်တော့မဟုတ်။သို့ပေမဲ့သင်နှင့်ပေါင်းသင်းဆက်ဆံရခြင်းကို လူတွေနှစ်လိုပါလိမ့်မည်။အထက်ကြောင့်ဆိုတော့သင်သည်အတိုင်းဝိုင်းကချီချူးအမုန်းတွင်ခံရသူအဖြစ်သို့ပြောင်းလဲတိုးတက်လာမည်ဖြစ်သွားကြမည်။ထို့သူပြောင်းလဲတိုးတက်လာခြင်းမှာလဲသင်သည်တစ်ဖက်သားစကားပြောသည်ကို ိတ်ဝင်တစားနားထောင်တတ်သူဖြစ်လာခြင်းကြောင့်သည်နှစ်သားရန်အချက်များတဲ့လူတွေကတင့်အားစောင့်ကြည့်ပြီးဝေဖန်နေသည်ဟုမထင်ပါနဲ့သူတို့တင့်ကိုစောင့်ကြည့်မနေသလိုဝေဖန်နေခြင်းလည်းမရှိပါနဲ့မြင့်မြင့်နေခြင်း င်ကုန်ခန်းလောက်အောင်အားစိတ်ဖို့နဲ့ခဲလန်ကြောင်းယူနေဖို့မလိုအကြောင်းဖြစ်ကိုယ်တင်မပြတ်ပြတိပြနေပါ၃ပြကြသားများကိုတစ်ခုပြီးတစ်ခုဖြေလျှော့ထားပါကြသားများနဲ့အတူစိတ်ပူပါလိုက်ပြီးဖြေလျှော့ပါ၄တည်တယ်လာပါအောင်တမင်အားထုတ်ပြီးလှုပ်ရှားမှုမပြုပါနဲ့ အဘယ်ကြောင့်ဆိုတော့ထိုးထုတ်ပြုလုပ်ခြင်းသည်တင့်ကိုယ်တင်သာအာယုံဆိုင်မြင့်နေမည်ဖြစ်သွားကြမည်ငါတင့်အကြောင်းသာတင်စဉ်းစားနေခြင်းကိုရက်လိုက်ပါအခြားသူများနဲ့အခြားသူများပြောသည့်စကားတွေကိုတကယ်စိတ်ဝင်စားစွာနားထောင်ပါနားဆင်အားပေးကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။ ကျေးဇူးတော့အပိုင်း၅မှာပြန်လည်ဆုံးလို့ကြမယ်နော်